မြန်မာနိုင်ငံသတင်းစာဆရာအသင်း MJA ကနေပြီး2015ခုနှစ်အတွက်အမျိုးသားသတင်းစု၅စုချီးမြှင့်မှုရွေးချယ်ခံရသူအမည်စင်းကိုကြေညာလိုက်ပါတယ်။ဦးထွန်းထွန်းသိန်းကသတင်းပေးပို့ထားပါရရှင်။သတင်းတရေကောင်းဖြင့်သတင်းစာဆရာဖိုးတောက်ကြားအမျိုးသားသတင်းဓာတ်ပုံစုကိုဦးစိုးဆရာထွန်းအမျိုးသားသတင်းကာတွန်းစုကိုဦးရွှေထူးပြည်နဲ့အမျိုးသားသတင်းရုပ်သံစုကို DVB သတင်းဌာနတို့ကရွေးချယ်ခံရတာလည်းဖြစ်ပါလေ။ဒီနေ့မှတော့ကျွန်တော်တို့ဖိတ်ခေါ်တာမလုပ်တော့ဘူး။မဟုတ်တော့ဆိုတော့ အစဉ်အလိုက်ရဆိုတော့ဖိခေါ်ရမယ်နော်သို့တော့ဒီ2005မှာထူးခြားမှုတွေကအများကြီးဖြစ်နေတယ်။ဟောသင်းသမားရဲ့ချုပ်ပန့်မှုတွေအာသင်းသမားမှုရဲ့အနစ်နာခံမှုတွေသင်းသမားရဲ့ထောင်ကျတာတွေ2005 2005အများဆုံးပဲ။အဲ့တည်းကျွန်တော်တို့ကထူးခြားတဲ့ဖြစ်စဉ်တွေရနေပြီကျွန်တော်တို့ကယူချက်လိုက်ကြတယ်။ယူချက်တဲ့အခါမှာကျွန်တော်တို့မြူသားသင်းစစ်ကော်မတီဆိုတာရှိပါတယ်။အဲ့ဒီကော်မတီကနေဒါကျွန်တော်တို့ယူချက်တာဖြစ်ပါတယ်။အစု၄စုပေါ့နော်။၄စုမှာဒီနေ့တိုးလာတဲ့တစုကတော့တည်င်းသူရဲ့ကောင်စုပေါ့။ ဆရာတက်တော့မိခဲ့တယ်ဒီမှာလေဆရာကြီးဖို့တော့ကြခင်မူကိုကျွန်တော်တို့ပြေးပါတယ်တရင်ဆောင်မစုနဲ့အဒီရအာမောစုကိုတော့အငင်းပွားဖွယ်ဖြစ်နိုင်တဲ့အတွက်ဒီနေ့အတွက်မချင်းမြင့်တော့ဘူးလို့လည်းသိရပါလေတရင်တရေကောင်းဖြစ်ရွေးချယ်ခံရတဲ့တရင်စာဆရာဖို့တော့ကြကတော့နိုင်ငံတကာကပေးအပ်တဲ့စုတစ်ထက် MGA ကပေးအပ်တဲ့စုကိုပိုတန်ဖိုးထားတယ်လို့အခုလို့ပြောပါတယ်ရွေးရပြောရရင်တော့မြန်မာနိုင်ငံသစ္စာဆရာအတင်းကအခုလို့ပေါ့နော် အဘတို့တဲ့ရယ်ရလာတဲ့အခါမှာလက်ရှိမျိုးဆက်ဖြစ်ဒရာဒရင်းစာဆရာကြီးစူးစီးထားတဲ့မြန်မာနိုင်ငံဆရာအသင်းကပြီးတော့အဘကနိုင်ငံရာရတဲ့တရင်စုတွေတောင်မှပဲတပ်ဖို့ပို့ထားတယ်ခေဆက်ဆက်ပေါ့နော်ပြသလာတဲ့ဒရာဆရာကြီးတွေကိုလက်ရှိတဲ့မျိုးဆက်တဲ့ဒရင်းစာဆရာကြီးကအတိမတ်ပြုလိုက်တာဒါဂုံတည်းပဲဘာလို့အဲ့ဒီဂုံရတဲ့အတွက် တော်ကြီးကိုလည်းခံစားရတယ်ဟိုဝင်းရောက်ဝင်းတာလည်းဖြစ်တယ်နောက်တစ်ခုကဘာသေးရနေဆိုရင်တော့ပြရာကျွတ်ပြီတော်ထင်တာပေါ့လေအဲဒါသာခံစားရပါတယ်အမျိုးသားသတင်းစုပေးပွဲခန်းနာကိုလာမယ့်မေလ31ရက်နေ့မှာရန်ကုန်မြို့အမြိုင်းညိုဟိုတယ်မှာကျင်းပမှာဖြစ်ပြီးစုရတို့တူချင်းတဖွဲ့ချင်းကိုမြန်မာနိုင်ငံသတင်းစာဆရာအသင်းကရွေးချယ်ထားတဲ့ trophy စုအထည်အမတ် dine flower စတဲ့ဒီဇိုက်တစ်ခုနဲ့မြန်မာငွေကျပ်၁၀တင်းစီချင်းမြင့်သွားမှာလည်းဖြစ်ပါတယ် မြန်မာနိုင်ငံသတင်းစာဆရာအသင်းကို2012ဩဂုတ်လ17ရက်နေ့မှာသတင်းစာဆရာတွေနဲ့ဖွဲ့စည်းခဲ့တာလည်းဖြစ်ပါတယ်ကျွန်တော်ထွန်းထွန်းသိမ့်ပါ